အားလုံးပဲမင်္ဂလာပါเนาะဒါကျွန်တော်တို့90လာ2025เนาะဒါဒီတနည်းနည်းလေးပေါ့ဗျာเนาะတောက်ကြစနေတော့ဒါကျွန်တော်ဗီဒီယိုမတင်ဖြစ်ဘူးဒါတော်တော်လေးဒါဖျားနေလို့ပေါ့ဗျာเนาะအဲကျွန်မကြီးမကောင်းလို့ကျွန်တော်ဗီဒီယိုမတင်ဖြစ်တာဖြစ်ပါတယ်เนาะဒီနေ့တနည်းနည်းလေးညာအဲကျွန်တော်ရွေးချယ်မှုဒါ၃ဘွယ်လောက်ရှိပါတယ်ဗျာเนาะအဲဒီနေ့ညမှာဆိုရင်ကျွန်တော်အင်္ဂလန်ပရီးမီးယားလိထဲမှာပွဲတင်နေရှိတယ်ကျွန်တော်စပိန်လာလီကာအီတလီစီးရီးတဲ့မှာဒါ ဝင်းစင်တွေတော်တော်များများရှိပါသေးတယ်เนาะတော်တော်ဒီနေ့ညမှာဆိုရင်လည်းเนาะဒါအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်၅ပွဲလောက်ရှိမယ်ကျွန်တော်တို့အီတလီစီးလိမှာဆိုရင်၅ပွဲလောက်ရှိမယ်စပိန်လာလီဂါဆိုလည်း၅ပွဲလောက်ရှိမယ်ပေါ့ဗျာเนาะအဲဒီပွဲတွေနေတဲ့မှာကျွန်တော်ဒါ၃ပွဲလောက်ကိုရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်เนาะဒီနေ့ညမှာတော့ကျွန်တော်ရင်ဦးဆုံးအဲဆရွေးပေးချင်တာတော့ကျွန်တော်တို့ဒါအီတလီစီးရီယာပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်ဒီနေ့ညကျွန်တော်ဆော့ဆော့မဲ့ သုံးပွဲပေါ့ဗျာနော်သုံးပွဲဟိုပထမဦးဆုံးပွဲကိုပြောပြမှာဖြစ်ပါတယ်အဲအီတလီစီးနေတာဘိုလိုညာနဲ့ဒါကျွန်တော်တို့ပီဇာရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်နော်အဲဘိုလိုနာကတော့ပီဇာကို1ပေါင်50လက်ရှိရဲ့အင်တာနက်အပလိကေးဘောဘောဒီမာတော့1ပေါင်50ဖွင့်ထားပြီးတော့9ပေါင်ချင်းလေးမှာနှလုံးကိုပြား50ရှုံးဆိုတဲ့ခြေမျိုးလေးဖွင့်လက်ထားတာဖြစ်ပါတယ်အဲဒီပွဲစဉ်မှာကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင် ိုလောတာကနေပြီးတော့ပီဇာကိုဒါအိမ်ခွေးကနေကြေးဖွင့်လာတာဖြစ်တယ်ပီဇာကတော့ဒါမနစ်ကမှအီတလီစီးရီးကနေပြီးတော့တန်းတက်လာတဲ့အီတလီစီးရီးကိုတန်းတက်လာတဲ့အသင်းသင်းဖြစ်တယ်နော်အီတလီစီးရီးတန်းတက်လာဖြစ်တယ်သူတို့ဒါနှစ်သိန်းပေါင်ထိတ်တိုက်တွဲဆုံမှုလေးတော့ရှိခဲ့တယ်ဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့လွန်ခဲ့တဲ့2019ကပေါ့ဒါကျွန်တော်တို့ဒါအီတလီစီးရီးဒါဖလားကပ်ပွဲတွေနော်အဲဖလားပွဲအာကန်ကူလာတော့ရှိတယ်2019ကပေါ့ကြာခဲ့ပြီပေါ့ နော်အပွဲမှာဆိုတော့ပီဇာရဲ့အိမ်ကွဲမှာဘူလောနာဝင်းကွဲကနေစီးသရီဆိုတဲ့ရလတ်နဲ့ဘူလောနာနိုင်ခဲ့တယ်ပေါ့ဗျာနော်ဒီနေ့ညမှာဘူလောနာနေပြီးတော့အဲကျေးဖွင့်နေထားတာဖြစ်ပါတယ်နော်ဘူလောနာကတော့လက်ရှိကျွန်တော်တို့ငါးပွဲကံပြီးသွားပြီအီတလီစီးရဲမှာငါးပွဲမှာတော့ကျွန်တော်တို့၂ပွဲနိုင်ထားတယ်၂ပွဲနိုင်၂ပွဲတည်၂ပွဲရှုံးထားတယ်ရမှတ်8မှတ်နဲ့ကျွန်တော်အဆင့်7နံပါတ်ရက်တည်ပြီးတော့ပီဇာကတော့ဒါကျွန်တော်တို့အီတလီစီးရဲအောက်ဆုံးစစ်ဒါ19မှာ လက်ရှိဒါရက်တူရဖြစ်တဲ့ငါးပွဲကံပြီးတော့တပွဲမှနိုင်ပွဲရရှိထားခြင်းမရှိဘူးနှစ်ပွဲတည်ရသုံးပွဲရှုံးထားတယ်အဲဒီလိုရလက်မျိုးတွေပြန်ကြည့်မယ်ဆိုရင်တော့ပြည်သားနေတဲ့ရလက်တွေမကောင်းခဲ့ဘူးပေါ့ဗျာနော်ရလက်တွေမကောင်းဘူးဒီဒီစီးမှာတော့အဲဘူလော့တာနေတဲ့ကြာနောက်ဆုံးကံခဲ့တဲ့ငါးပွဲကိုကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင် AC Milan ကိုရှုံးတယ်ကျွန်တော်တို့ AC Milan ကိုရှုံးပြီးတဲ့အချိန်လဲကြာကြာရောကျွန်တော်တို့ဂျီရိုနာကိုကျွန်တော်တို့ ဂျီရိုနာကိုသူတသိန်းထဲကနိုင်ပြီးတော့နော်ဂျီရိုအဲဂျီရိုနာဂျီနိုအေကိုတသိန်းထဲကနိုင်ပြီးတော့ကျွန်တော်အက်စတိုမီလာကိုကျွန်တော်တို့ယူရိုပါလိမှာရှုံးတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဒါလက်ချီတော့ပွဲစဉ်မှာတူတူတည်ကန်တယ်ပြီးကြရင်ကျွန်တော်တို့ယူရိုပါလိပွဲစဉ်မှာ prime prime pad ကိုသူဝဝကန်လာခဲ့တယ်ဒီပွဲစဉ်တွေကြောပြန်ကြည့်မှဆိုရင်ဘောလုံးတိုင်းလက်ရှိခြေစမ်းကနောက်ဆုံးကပ်ခဲ့တဲ့၃ပွဲမှာနိုင်ပွဲရရှိထားတာမျိုးတော့မရှိသေးဘူးအားရကြတော့မရှိဘူးပြတော့ အားကြတော့မရှိဘူးပြည်သာကတော့ကျွန်တော်ဆုံးနာပြောပေးလို့ဆိုပဲနောက်ဆုံးကန်ခဲ့တဲ့၅ပွဲ၅ပွဲလုံးနိုင်ပွဲမရှိသေးဘူးဒါဖီယိုပတီနာကိုပြီးခဲ့တဲ့နောက်ဆုံးကန်ခဲ့တဲ့ပွဲတွေမှာတရေရလက်ဒါမျိုးပဲထွက်ပေါ်ထားတဲ့เนาะအဲပြည်သာရဲ့လက်ရှိခြေစဲကိုတော့ပြောင်းပြန်ကြည့်မယ်ဆိုရင်အာသူ့အနေနဲ့လက်ရှိခြေစပ်မှာတော်တော်လေးဆိုးွားနေတယ်ဒီညဘိုလန်တာကိုရှင်းကန်နိုင်ပါမလားအဝေးကွဲလည်းဖြစ်တယ်ပေါ့ဗျာတော့အိမ်ကွဲဖြစ်တဲ့ဘိုလန်တာဒါဝမ်ပေါင်း90ဖွင့်လှစ်ထားတယ် ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးချင်ပါတယ်เนาะဒီပွဲစဉ်လေးကိုတော့ပြည်သားတွေနဲ့ဒီနေ့ကြမှာဗိုလ်တော်တော်မရှုံးအောင်တော့အိမ်အိမ်ကွေးကဗိုလ်တော်တော်မရှုံးအောင်ဝီကွေးကနေအကောင်းဆုံးရှင်းပြန်ကစားမယ်လို့ထင်တယ်เนาะဗိုလ်တော်တော်ဒီနေ့လည်းပြည်သားကိုဂိုးပြက်ဖို့တော့ဒါလွယ်ကူလိမ့်မယ်လို့မထင်ဘူးလက်ရှိခြေစမ်းတဲ့အရာပေါ့ဗျာเนาะအဲ့တော့ကြောင့်မို့ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဘိုလ်ကြီးလေးလက်ဆောင်ပြီးတော့ဘိုးပေါင်းကြီးလေးရွေးချယ်ပေးချင်ပါတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဘိုးပေါင်းအောက်ကြိုက်ပါတယ်เนาะ ဘူလောတာနဲ့ပီလာရဲ့ပွဲစဉ်မှာကျွန်တော်ဂူပေါအောက်ရွေးချယ်ပေးခြင်းပါတယ်။ကဲကျွန်တော်တောက်ပွဲကိုကြွားအောင်ဗျ။တောက်ပွဲမှာတော့ကျွန်တော်တို့ဒါကျွန်တော်ရွေးချယ်ပေးတာရဲ့ပွဲစဉ်တွေတပွဲရှိတယ်။ဒါဂျာပန်ဘူတလီကာတွေကပွဲစဉ်တပွဲဗျ။စတိုကင်းနဲ့ဟိုက်တန်ဟင်းပွဲစဉ်။နော်ဒီပွဲစဉ်မှာတော့စတိုကင်းကနေပြီးဟိုက်တန်ဟင်းကို1 note 50ပေးထားတယ်နော်။1 note 50ဂူပေါကျေးလေးမှာတော့ကျွန်တော်တို့ဂူပေါင်းကျင်းလေးမှာကျွန်တော်တို့သွားပြန်ကြည့်မယ်ဆိုရင်ဂူပေါင်းကျင်းလေးမှာတော့ကျွန်တော်တို့ စတုတ်ကိကနေပြီးတော့ဒါကူပေါင်းချင်းမှာဆို၃လုံးဝ50လုံးဒီကြီးလေးဖွင့်လက်ထားတယ်ဒီကြီးနေထားရဒီနေ့ညဘူကီနေနဲ့ဟိုက်ဒဲဟဲကိုများကူပေးထားတယ်လို့ကျွန်တော်ထင်မြင်ရမယ်ဗျเนาะဘာကြောင့်လဲဆိုတော့ဘောလုံးချင်းမှာ150ကူပေါင်းချင်းလေးက၃လုံးဝ50ရှုံးဆိုတော့ဒီနေ့ညဟိုက်ဒဲဟဲကိုများဘူကီနေနဲ့ဒါကူပေးထားလားလို့ကျွန်တော်တို့ဒါထင်မြင်သုံးသပ်မယ်ကျွန်တော်တို့ဒါသူတို့ရဲ့ဒါကျွန်တော်တို့ 2024-25ရာသီမှာတော့သူတို့နဲ့တည်းထိတိုက်တွဲဆုံမှုရှိခဲ့တယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဟတ်တရဲ့အင်ကွဲမှာစတုတ်ကစ်ကအဝေးကွင်းမှာ1-3ဆိုရရလိုက်တယ်စတုတ်ကစ်ကနိုင်ခဲ့ပြီးတော့အင်ကွဲမှာတော့ဒါစတုတ်ကစ်ကကြကြော့ပြန်ရှုံးခဲ့တယ်ပုံပြတော့ဟတ်တရဲ့အဝေးကွင်းနဲ့0-1နဲ့နိုင်ခဲ့တယ်ယနေ့ကျမှသာစတုတ်ကစ်အင်ကွဲကနေပြီးတော့ကားမှာဖြစ်တယ်နော်ကျွန်တော်တို့ဒါ2023ရဲ့နောက်ပိုင်းမှာစတုတ်ကစ်အင်ကွဲကြော့လုံးမှာနိုင်ပွဲရရှိထားတာမျိုးမရှိသေးဘူးဟိုက်တန်ဟင်းကိုဒီနေ့ကျမှတော့ဟိုက်တန်ဟင်းကို ဒါ stock ကနေပြီးတော့190ဘုံဘုံကြီးမှာ190ပြီးပြီးပူပေါင်းကြည့်လိုက်မှာသုံးလုံးတစ်ဝက်ဆုံးဒီကြည့်လေးဖွင့်လိုက်ထားတယ် stock ကရဲ့နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲကိုကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင်ပြီးခဲ့တဲ့ဒါကျွန်တော်တို့ဘေးဆယ်ကိုကျွန်တော်တို့2စီးနဲ့ရှုံးထားခဲ့တယ်เนาะဒါ Europa League မှာ2စီးနဲ့ရှုံးထားခဲ့တယ်ကြတဲ့သူတို့ကလပ်ပွဲစဉ်မှာတော့ဒါကျွန်တော်တို့ကိုးလုံးကို1 2နဲ့နိုင်ခဲ့ပြီးတော့ယူရိုပါလိပွဲစဉ်တပွဲဖြစ်တဲ့ဆယ်တာဘီကိုးနဲ့ပွဲမှာတော့2 1နဲ့နိုင်ခဲ့တဲ့အိမ်ပွဲမှာ ပြီးခဲ့တဲ့ကျွန်တော်ဂျာမန်ဘူတီလီကာပွဲစဉ်မှာဆိုရင်လည်း2-0နဲ့ဒါကျွန်တော်တို့စတုတ်ဂစ်ကစိန်ပေါ်လီကိုနိုင်ခဲ့တယ်ဒီလိုရလက်မျိုးလေးတော့ရှိခဲ့တယ်အဲသူ့အနေနဲ့နိုင်ပွဲနှစ်ပွဲလောက်ဆက်ပြီးတော့တပွဲပြန်ဆုံးတဲ့ရလက်လေးတော့ကျွန်တော်တွေ့ရတယ်တော့ကျွန်တော်တို့ဟန်တန်ဟဲကိုပြန်ကြည့်မယ်ဆိုရင်လည်းလက်ရှိဟန်တန်ဟဲကသူနောက်ဆုံးခဲ့တဲ့၅ပွဲမှာတော့အော့ဘက်တတင်းနဲ့နိုင်ပြီးတော့ဒေါ်မွန်ကိုရှုံးတဲ့ဟမ်ဘာဂါကိုရှုံးတဲ့လိုင်းစစ်ကိုရှုံးထားတယ်အဲဒီလိုမျိုးနေထားရရင်တွားပြဲကြည့်မယ်ဆိုရင်လက်ရှိ ရှင်းစရာကတော့ stock ကတော့တာလုံးတာညီကိုတို့တိပဲ high tech ကတော့၅ပွဲကန်၃ပွဲပဲအတန်ရရှိပြီး၄ပွဲရှုံးတာခဲ့တယ် stock ကတော့၅ပွဲကန်၃ပွဲတိုင်း၂ပွဲရှုံးတာခဲ့တယ်ရမကူမန်တော့ပေါ့ဗျာနော်အဲဒီနေ့ညဒီပွဲတင်လေးကိုကျွန်တော်တချောင်းကောင်းလေးရွေးထုတ်ပေးခြင်းတယ်ဒီနေ့ညအဲ stock နဲ့ high tech ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ stock body လေးကိုရွေးချက်ပေးခြင်းပါတယ်ဘာကြောင့် stock body လေးကိုရွေးချက်ပေးရလဲဆိုရင်ဒီနေ့ည stock နဲ့ high tech ဟင်းကိုအနည်းဆုံးအိမ်ကွက်ကနေတကူတော့ရမယ်လို့ကျွန်တော် ထင်မြင်သုံးသပ်မိပါတယ်အတကြောင့်မို့ဒီနေ့ည stocket boy လေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ကဲတော့ not well သွားအောင်ဗျနေရာမကောင်းဆိုတော့ကျွန်တော်မြင်မြန်လေးဝယ်တင်တွေကိုပြောပြပေးမှာဖြစ်ပါတယ်နော်ဒီနေ့ညမှာကျွန်တော်တို့ဒါအင်္ဂလပ်ပရီးမီးယားလေးကပွဲစဉ်တပွဲကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။အဲယနေ့ညမှာအင်္ဂလပ်ပရီးမီးယားလေးကပွဲစဉ်တပွဲဖြစ်တဲ့ Newcastle နဲ့ Nottingham Forest ဒီပွဲစဉ်လေးကိုကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင် နျူကာဆယ်ကနေပြီးတော့ Nottingham Forest ကိုဒါ body ချင်းမှာလက်ရှိဒါ internet app ကြီးကိုကျွန်တော်တို့တွားပြန်ကြည့်ရမယ်ဆိုရင်ဝါတိပေးထားတယ်ဘူပေါင်းချင်းလေးမှာဆိုတော့3090စာဒီချင်းလေးဖွင့်လက်ထားတယ်ဒါသူနှစ်သိန်းပေါင်းထိတဲ့တွဲဆိုမှုဆိုရင်လည်းအားလုံးပေါင်း7နှစ်ချင်းတော့ရှိတယ်7နှစ်ချင်းနဲ့မှာတော့ဒါကျွန်တော်တို့နျူကာဆယ်ကတော့တစ်ချင်းတိုင်း Nottingham Forest ကတော့၄ချင်းတိုင်းတေကြတစ်ချင်းဒီလိုရလက်မျိုးတွေးခဲ့တယ်ပြီးခဲ့တဲ့ကျွန်တော်တို့2024 2025ရာသီမှာတော့ကျွန်တော်တို့ လီယူကာဆီယာနှစ်ကြော်လုံးနော်တယ်ဖော်ရက်ကိုနိုင်ထားခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုရင်ဒါနော်တယ်ဖော်ရက်အိမ်ပွဲမှာလီယူကာဆီယာ1 3နဲ့အဝေးကရနိုင်ပြီးတော့နယူကာဆဲအိမ်ပွဲမှာနော်တယ်ဖော်ရက်ကဒါအဝေးကမှာပေါ့ဗျာနော်ဒီပွဲစဉ်မှာတော့နယူကာဆဲက4 3ဆိုတဲ့ရလက်နဲ့ဒါနှစ်ကြော်လုံးမနစ်ကရာဒီမှာတိုင်ထားခဲ့တယ်တော့သူတို့နှစ်သင်းပေါင်းရဲ့ထိတ်တဲတွဲဆုံမှုဒါအချင်းကြီးများများမှာတော့ဂူပေါ်တဲ့ဇီယက်ကတော့များတယ် ီနေ့ညမှာဂူပေါင်းကြီးကလည်း၃လုံးကို90စာဖွင့်လှစ်ထားတယ်။တော့ဒီပွဲစဉ်ကိုကြောပြက်ကြည့်မဲ့ဆိုရင်ယနေ့ညမှာ Nottingham Forest နေကိုလူကဆယ်နေနဲ့ဂူခွင့်ပြုရမယ့်ညတညာလို့ထင်နေသုံးသပ်မိတယ်ဗျ။နော်။အဲဂူတကူခွင့်ပြုရမယ့်ညတညာလို့ကျွန်တော်ထင်နေသုံးသပ်မိတယ်။လက်ရှိစဉ်းစားကြရကလည်းတိတ်မကွာဘူးဗျ။နော်။လူကဆယ်ကဒါအင်္ဂလပ်ပရီးမီးယားလိမ်မှာ6ပွဲကပ်ပြီးွားပြီ။6ပွဲနဲ့မှာတော့တပွဲနိုင်၊၃ပွဲတည်၊၂ပွဲရှုံးထားတယ်။ရမယ့်6ပတ်အဲ Nottingham Forest ကိုသွားပြက်ကြည့်ရမယ်ဆို6ပွဲကပ် တပွဲတိုင်နှစ်ပွဲတည်သုံးပွဲရှုံးတာလေရမှတ်၅မှတ်ဒါသူတို့နဲ့တရ65နဲ့ဆက်ခွန်လက်ရှိဇေယျပေါ့ဗျာနော်နျူကာဆယ်ကနောက်ဆုံးကပ်ခဲ့တဲ့၅ပွဲမှာတော့အဲစိတ်ညူရဲ့စိတ်ယူနီယံကိုဒါဇီဖိုးနဲ့ဒါယူရိုပါလိမှာထူနိုင်ခဲ့တယ်အဲချန်ပီယံလိမှာစိတ်ယူနီယံကိုဇီဖိုးနဲ့နိုင်ခဲ့ပြီးတော့အာဆင်နယ်ကိုသူရှုံးတယ်ပြီးကြရတော့ဒါဘုံပေါက်ကိုဇီဇီကန်တယ်ချန်ပီယံလိမှာဘာစီလိုနာကို1-2နဲ့ရှုံးနိုင်ခဲ့တယ် ဒါနိဥကစင်နေနဲ့သွားပြက်ကြည့်မယ်ဆိုရင်တော့လက်ရှိခြေစမ်းရတော့တက်လိုက်ကြလိုက်လေထားမျိုးလေးတော့တွေ့ရတယ်။ Nordic Forest ကတော့လက်ရှိဒါသူနောက်ဆုံးကန်ခဲ့တဲ့ငါးပွဲကိုပြက်ကြည့်ရမယ်ဆိုရင်နိုင်ပွဲတပွဲမှရရှိထားတာမျိုးရှိသေးပြန်နော်။အဲတော်တော်လေးဒါ Nordic Forest ဒီနေ့ရာဒီမှာတော်တော်လေးခြေစမ်းပါရိုင်းလဲထိုးကြတယ်တွေ့ရတယ်။စဝါစီကို3-2နဲ့ရှုံးတယ်။ဘန်လေးဝဝကန်နဲ့ဘတ်တစ်ကို2-2ကန်ပြီးတော့စန္ဒာလန်ကို0-1နဲ့ရှုံးတာတယ်။ မက်ဂျလက်ကို2-3နဲ့ဒါယူရိုပါလိမှာရှုံးထားခဲ့တယ်။အဲဒီပွဲစဉ်တွေသွားပြန်ကြည့်ရမယ်ဆိုရင်တော်တင်ဖောရီနေတော်တော်လေးခြေစမ်းပိုင်အားရကြရမျိုးမရှိဘူး။အဲဒါအောင်မှနူကာဆယ်လက်ရှိခြေစမ်းတဲ့အရှင်းမယ်ဆိုရင်တော့နူကာဆယ်တာတယ်ဒီနေ့ညမှာဝမ်းတိဖွင့်လှစ်ထားတယ်။ဒီပွဲစဉ်လေးကိုကျွန်တော်အားလာတာစိတ်ကြိုက်တကြောင်ကောင်းလေးရွေးထုတ်ပေးသွားမှာဖြစ်တဲ့ဒီပွဲစဉ်မှာဆိုတော့ကျွန်တော်စိတ်ကြိုက်မှာတော့ဒီယူကဆယ်နေတဲ့နေနေ့ညမှာ Nottingham Forest ကိုဂိုးပေးရဖို့ကတော့ဒါ ချိန်တိပေါက်များတဲ့ဖွင့်လှစ်ထားတဲ့ဘော်ကြီးနဲ့ဂိုးပေါက်ကြီးရကျွန်တော်ကအဲ့ကြောင့်မလို့ဒီနေ့ညမှာ Lotte Forest ဘော်ကြီးလေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်เนาะအဲဒူကာဆက်တင်နဲ့ဂိုးသွင်းတော့เนาะတေဖော်ရီနေနဲ့ဂိုးပြတ်သွင်းမှုရှိတယ်ဗျเนาะဂိုးပြတ်သွင်းမှုရှိတဲ့နှလုံးပြတ်မှအပြက်စားမဲ့ခြင်းမျိုးကိုကျွန်တော်ကတော့ဒီနေ့ညလက်လျှောက်ခြင်းနဲ့အဲ့အတွက်ကြောင့်မလို့ Lotte Forest ဘော်ကြီးကိုရွေးချယ်ပေးခြင်းနဲ့ဂိုးပေါက်ဂိုးအောင်စောခြင်းနဲ့ဂျင်ကိုအတွက်ကတော့ဂိုးပေါက်ပေါ်လေးကပို့ပြီးတော့စိတ်ချရမယ်လို့ကျွန်တော်ထင်မိတယ်เนาะဒူကာဆက်နဲ့ Lotte Forest ဘွဲမှာ ူပေါ်လေးကပို့ပြီးစိတ်ချရမယ်လို့ကျွန်တော်ထင်ပြီးသုံးသပ်မိတယ်။အတွက်ကြောင့်မလို့ကျွန်တော်ကတော့ Northern Forest Forest Body ကိုပို့ကြိုက်တယ်။ဂူပေါ်ကိုတော့စောကျင်တဲ့ညီကိုကတော့ဂူပေါ်လေးစောလို့ရပါတယ်ဗျာ။နော်။အဲဂျင်းလေးကြမှာကျွန်တော်ရွေးချယ်ပေးခဲ့တာ၃ပွဲဖြစ်ပါတယ်။ Newcastle နဲ့ Northern Forest Body ပွဲစဉ်မှာကျွန်တော် Northern Forest Body ဘောလုံးနဲ့ပီဇာရဲ့ပွဲစဉ်မှာကျွန်တော်ဂူပေါ်အောက်ရွေးချယ်ပြီးတော့ Stoke နဲ့ Hyderabad ရဲ့ပွဲစဉ်မှာတော့ကျွန်တော် Stoke Body လေးရွေးချယ်ပေးနေပါတယ်။နော် Newcastle Body ကတော့ဂူပေါ်ပေါ်လေး လိုက်ရန်ဆော့လို့ရပါတယ်ခင်ဗျာเนาะအဲယနေ့ကျရွေးချယ်ပေးခဲ့တာ၃ပွဲဖြစ်ပါတယ်ကျွန်တော်ဒါကျမရေးရမကောင်းဘူးဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးအဲဒီနေ့နဲ့ကောင်းတာနဲ့ကျွန်တော်ဒါဗီဒီယိုလေးတွေရိုက်ပြီးတော့ဒါတင်ပေးတာဖြစ်ပါတယ်ကြွေကြတာတော့ဒါ၄ရက်လောက်ရှိပြီပေါ့ဗျာเนาะပွဲတင်နေအစ်မပြေဘူးကြီးနေလိန်ထားတယ်ပေါ့ဗျာเนาะဘူကီနေနဲ့ကြီးတအားလိန်ထားတယ်အာအထက်ကျွေးဟိုဒါအောက်ကျွေးနေနဲ့ပေးလို့ပေးအဲ့လိုမျိုးဖြစ်နေပေါ့ဗျာเนาะယနေ့ကျတော့ကျွန်တော် ကျွန်တော်ဆော့မဲ့ပွဲစဉ်သုံးပွဲလာရွေးချက်ပြီးစင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးသွားပါဦးတော်တော် channel လေးကိုပဲပေါ့နော်အဲဒီနေ့ညဒါ Telegram မှာလည်းမောင်းကလေးတင်ပေးသွားမှာဖြစ်လို့ comment အောက်မှာ Telegram channel လေးချပေးထားပါတယ်လာရောက် join လုပ်ရပါတယ်အားပေးတဲ့တယောက်ချင်းတိုင်းထူးပဲကျေးဇူးတင်ပါတယ်တာလှပတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်ကြပါစေလို့စုမှုကောင်းတိုင်းလည်းကြော်ပြူဆုံးတက်ပြရစေ online ကောက်လေးတွေဖွင့်ကြတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ဒါ YouTube ရဲ့ဒါ video အောက်မှာတော်တော် Viber နံပါတ်တွေ Telegram နံပါတ်တွေခြာပေးကြပါတယ်။လာရောက်ဆက်သွယ်ပြီးတော့အေးပြန်လို့ရပါတယ်။အားလုံးပဲတို့ပဲကျေးဇူးတင်ပါတယ်။